သူများသေးတာကိုတောင်ကြောက်တယ်ဆိုလို့ရှိရင်ကိုသေးရင်ဘလို့နေဘလို့ဆိုတာကိုစဉ်းစားသေးခြင်းဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်ဟိုဒကမာကြီးတယောက်ဟိုထင်ရှားတဲ့ရုပ်ရှင်မင်းသားတယောက်တည်တော့ဟာ TV မှာလာအဲ့ဒါကြီးကြည့်ပြီးတော့အဲ့ဒီအလောင်းကြီးကြည့်ပြီးတော့နှစ်ရက်လောက်ထမင်းမစားနိုင်ဘူးကြောက်သွားတာပေါ့နော်စိတ်ကစဉ်းစားမိတယ်ဘုန်းတို့တစ်ဖက်သားတည်လို့စိတ်ဆင်းရဲကြတယ်ပူလောင်ကြတယ်ဆိုတာများသောအားဖြင့် ဲ့ဒီလူရဲ့ပုံမှာကိုယ့်ရဲ့ချစ်ခင်မှုကိုယ်နဲ့ရင်းနှီးကြွယ်ဝမှုအကြီးအသေးပုံမှာမူတည်ကြတာပေါ့နော်လူတွေတွေတိုင်းလဲကိုယ်ဆင်းရဲတာမဟုတ်ဘူးလေဟုတ်လားကိုယ်နဲ့နီးဆက်လေးလေးတွေတဲ့လူကကိုယ်နဲ့နီးဆက်လေးလေးကိုယ်အတွက်ဒုက္ခရောက်လေးလေးပဲဟုတ်လားအဲ့လို့ဆိုရင်ကိုယ်နဲ့အနီးဆက်ဆုံးတသားတည်းကိုဖြစ်သွားပြီးအဲကိုကိုယ်တိုင်းတရားတော့မဆင်ဘူးလို့တကယ်တမ်းကတေးချင်းကြောင့်ဖြစ်တဲ့ဒုက္ခတွေဆိုတာချစ်ချင်းအထူပွားပေါ်မှာမူတည်ပြီးတော့ဖြစ်နေကြတာဟုတ် တကုခန္ဓာကိုကိုယ်ဘဝကကိုယ်အတွက်ချစ်စရာအကောင်းဆုံးအမျက်နှိုးဆုံးအရာဆိုတော့ပြောရင်ဒါကိုကိုယ်တိုင်သိရမယ့်တနေ့မှာဒါကိုယ်အတွက်အကြီးမားဆုံးပြဿနာကြီးပဲဆိုတာကိုစဉ်းစားမိသေးချက်။အဲသူများသေးတာတောင်စိတ်ထဲမှာပြဿနာကြီးဖြစ်နေတယ်ဆိုရင်ကိုယ်တိုင်သိရင်ဘလို့နေမလဲဆိုတာကိုဘုံဘဝတွေးကြည့်။ဒါကြောင့်ကျန်တဲ့ပြဿနာတွေဘလောက်ပဲကြီးပါလဲပြောပြောဒီသေးခြင်းဆိုတဲ့ပြဿနာနဲ့ရှင်းမကြည့်သေးလို့ဒါနဲ့ကြီးနေကြ။ဟောသေးခြင်းဆိုတဲ့ပြဿနာနဲ့ရှင်းလိုက်တာနဲ့ကျန်တဲ့ပြဿနာတွေအကုန်လုံးဟာ နောက်ဆုတ်သွားတာကြီးပဲအကုန်လုံးသိငယ်သွားတာကြီးပဲစဉ်းစားကြည့်လိုက်တော့ဘယ်လိုဘယ်လိုပြဿနာပဲကြီးပါကဲဆွတ်ထုတ်ခဲ့လာခဲ့ကြိုက်တဲ့ပြဿနာလာခဲ့ဟုတ်လားဦးတိုင်းသိရတော့မယ်ဆိုတဲ့ပြဿနာနဲ့သာရှင်းကြည့်လိုက်ရင်ကျန်တဲ့ပြဿနာဘာပြောပါလောက်အောင်မလို့ဘာမှမပြောပါလောက်တော့ဒါရီဟာဘာတွေလဲလို့မေးရင်ဩသိချင်းတရားဟာလွယ်လွယ်ကူကူနဲ့ရင်ဆိုင်နိုင်ဖို့ကတော့တော်တော်ကို